အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့တင်ဆက်ပေးသွားမယ်အကြောင်းအရာလေးကကြောက်ကောင်းတစ်လုံးနဲ့စင်တူလွဲမားနိုင်တဲ့ပလွန်အကြောင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့အခုမြင်တွေ့နေရတဲ့ကြောက်စိမ့်ကတော့အမဲကျော်ဖြစ်ပါတယ်တနည်းအားဖြင့်ကာလာဆန်းလို့လည်းပြောကြပါတယ်သူ့ရဲ့အသားတန်းကိုလည်းတစ်ချက်ကြည့်ကြည့်လိုက်ရအောင်နော် အခုလိုအစီအသားမီးပေါက်အားနဲ့ဆိုရင်ရှားပိုင်းမကတန်ကြီးရှိပေမဲ့လေစိတ်မကောင်းစွာနဲ့ဒီကြောက်ကတော့ကြောက်ကောင်းတလုံးမဟုတ်ပါဘူးပလွန်ပါရှင်ပလွန်ကကြောက်ဈေးကွက်မှာခိုင်မာတဲ့ဈေးကွက်မရှိပေမဲ့လေကြိုက်ရောင်းကြိုက်ဝဲသဘောမျိုးပါကြောက်စိမ့်မှာရဟန်းအခွန်ထိုင်ပါတယ်လို့ပဲပလွန်ကလည်းရဟန်းအခွန်ထိုင်ပုံစံမျိုးနဲ့ တိဆောက်ထားတာမလို့အယောင်းဝယ်အမားတွေဖြစ်တတ်ပါတယ်။အခုလိုကြောက်စိမ့်နေပလွန်မှာစင်တူတဲ့အချက်တွေရှိသလိုပဲ၊ကွဲပြားခြားနားချက်တွေလည်းရှိပါသေးတယ်။အဲ့ဒါကတော့အလေးချိန်ပါ။ပလွန်ကြောက်ရင်အလေးချိန်ကကြောက်စိမ့်ထက်တိသာစွာဝိပော့ပါတယ်။ပလွန်ကြောက်ကိုကင်ကြည့်ရတဲ့အခြေအနေနဲ့ကြောက်စိမ့်ကိုကင်ကြည့်ရတဲ့အခြေအနေတွေမှာ ကြောက်စိမ့်ကလက်ထဲမှာတိတိတတာအလေးချိန်အားစီးနေတာကိုသိရှိခံစားမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်သိနိုင်တာကတော့သူ့ရဲ့ရမ်းမှာပလွန်ရဲ့ရမ်းကကြောက်စိမ့်ရမ်းထဲတင်းငယ်ပြီးတော့မှုံငယ်ညင်ညာပါတယ်။ကြောက်စိမ့်ရမ်းကတော့ပလွန်ရမ်းလို့မတင်းငယ်ဘူးမှုံမှုံညက်တယ်လို့ညင်ညာမှုအားလေအားနေပါတယ်။ အလင်းပေါင်အတိုင်းဒါအနေနဲ့ကြည့်မယ်ဆိုရင်လေပလွန်ကြောက်မီးပေါက်ပုံနဲ့ကြောက်စိမ်းမီးပေါက်ပုံဟာမတူညီပါဘူးပလွန်ရဲ့မီးပေါက်ပုံကမီးပေါက်ကျဲတာမျိုးမီးလင်းရိုင်တာမျိုးတွေရှိပါတယ်နောက်ပြီးတော့ပလွန်ကြောက်ကအသားပိတ်အသားပွင့်ဆိုပြီးတော့နှစ်မျိုးလာတတ်ပါတယ်အသားပိတ်ရင်တော့မီးပေါက်အားမကောင်းတတ်ပေမဲ့ အသားပွင့်အားကောင်းရင်အစီပါရင်ပေါ့နော်မီးပွင့်အားကတအားလာပြီးတော့အသက်ဆန်းလို့ထင်မြင်အမှန်မှားတတ်ကြပါတယ်ကြောက်ရဲ့မာချင်းအစ်စ်နေမှာလေပလွန်ကကြောက်စင်းကဲတူအသားမမာပါဘူးမာချင်းအစ်စ်နေတာကြောက်မလို့ပလွန်ကိုရိုက်ဖဲ့လိုက်တဲ့အခါကွဲလွယ်ပါတယ်ရှင်ဒါကြောင့်မို့ပလွန်ကြောက်မှသည် ပလုံမဖြစ်စေဖို့ပဟုတုတအနေနဲ့တင်ဆက်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ဒီနေရာကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။